match တွေကစားဥကြည့်ရှုနေကြတဲ့အားသာဝနာရှင်ပြည်သူများအားလုံးပဲမိလာပါ English Premier League Champion Bundesliga Italy Serie A စရတဲ့သက်ဆိုင်ရနိုင်ငံအသီးသီးရဲ့ဒါလိပြိုင်ပွဲတွေရဲ့သက်သက်ပတ်ပြီးဆုံးသွားတဲ့အချိန်မှာတော့ Europa Champions League ပြိုင်ပွဲကြီးကတပိုင်ပြန်လဲရရှိလို့လာခဲ့ပြီဖြစ်ပါတယ်အဲကျွန်တော်က Europa Champions League ပြိုင်ပွဲကြီးရဲ့ဆွေးနွေးပြင်တာ Europa နိုင်ငံအသီးသီးရဲ့ပေါ့နော်ဒါသက်ဆိုင်ရ ဘောလုံးအသင်းပေါင်း36သင်းထိတာဝင်ရောက်ရှင်မြိုင်နေတယ်တကယ်ကိုဥရောပရဲ့တကယ်အဆင့်မြင့်ပြိုင်ပွဲကြီးတစ်ခုဖြစ်ပြီးတော့အဲကျွန်တော်တို့ဒါအခုချိန်မှာတော့ဒါ leaf face လို့ခေါ်ရဲပေါ့နော်ကျွန်တော်တို့ဒါအုပ်စုပွဲစဉ်တွေကိုဒါရှင်မြိုင်ကစားနေရလဲဖြစ်ပါတယ်အဲကျွန်တော်တို့ဒါဒီ leaf face မှာပေါ့နော်ဒါဒီ Europa Champions League ကိုဒါဝင်းအောင်ရှင်ပြိုင်နေတဲ့ဘောလုံးအသင်းတွေကအိမ်ခွင့်အဝေးခွင့်အိမ်ခွင့်အဝေးခွင့်စနစ်နဲ့အဲကျွန်တော်ဒါဘောလုံးအသင်းသင်းကို ဒါစုစုပေါင်း၈ပွဲထိပေါ့နော်ဒါရှင်းမြန်ကစားတော့မှဖြစ်ပြီးတော့အဲ့ဒီကမှဒါအမှတ်များဆုံးအသင်းတွေကဒါနောက်တစ်ဆင့်ကိုဆက်လက်ရှင်းမြန်ကစားရမှာလည်းဖြစ်ပါတယ်။အဲကျွန်တော်ဒါအခုချိန်မှာပေါ့နော်ဒါ leaf face ကိုရှင်းမြန်ကစားလျက်ရှိပြီးတော့ဒါ leaf face ရဲ့ပွဲစဉ်နံပါတ်3ထိကိုဒါပြီးဆုံးသွားခဲ့ပြီလည်းဖြစ်ပါတယ်။အဲကျွန်တော်ဒါဒီကနေ့ညမှာစတင်ပြီးတော့ဒါပွဲစဉ်၄ကိုဒါတက်ဆိုင်ရာ နိုင်ငံအသီးသီးမှာဒါဆက်လက်ရှိမယ်ကစားသွားမှာလည်းဖြစ်ပါတယ်။အဲကျွန်တော်တို့ဒါပွဲစဉ်၃အပီးမှာပေါ့နော်ကျွန်တော်တို့ဒါအမှတ်ပေးစီရရက်တီမှုတွေပြလိရှင်ဒါကိုသွင်းအများဆုံးကစားသမားတွေဘယ်သူဖြစ်မလဲ။အဲပြလိရှင်ကျွန်တော်တို့ Opta Analysis ကခံမှန်းပေးထားတယ်။ဒါ Champion ဖြစ်နိုင်ခြေရှိတဲ့အသင်းစားရဒီအကြောင်းအရာတွေကိုသုံးသပ်ဆွေးနွေးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲကျွန်တော်ဒါပထမအဦးဆုံးတော့အနေနဲ့ပေါ့နော်ကျွန်တော်ဒါအမှတ်ပေးစရာကိုချက်ကြည့်ကြမယ်ဆိုရင်တော့ဖြင့်ဒီပွဲစဉ် သုံးပွဲကစားပြီးတဲ့အချိန်မှာဒါအမှတ်ပေးစရာကိုဥဆောင်နေတဲ့အသင်းကတော့ Lashy Champion PSG အသင်းပဲဖြစ်ပါတယ်။အဲကြောင့်ဒါ PSG အသင်းကဒါပွဲစဉ်သုံးပွဲကစားပြီးတဲ့အချိန်မှာသုံးပွဲစလုံးကိုအနိုင်ရရှိထားပြီးတော့ဒါတွင်ကို73ကိုပေးကို3ကိုနဲ့ဒါ6ကွာ6ချက်10ကိုနဲ့ပေါ့နော်ကျွန်တော်ဒါအမှတ်ပေးတရားရဲ့ ထိတ်ဆုံးမှာရက်တည်နေရလည်းဖြစ်ပါတယ်ဒုတိယနေ့မှာရှိနေတဲ့အသင်းကတော့ဒါဂျာမနီကနေပြီးတော့ဝင်အောင်ရှင်ပြိုင်နေဘိုင်မြူနစ်အသင်းဖြစ်ပြီးတော့ဘိုင်မြူနစ်အသင်းကလည်းကျွန်တော်ဒါ၃ပွဲစလုံးကိုအနိုင်ရရှိထားပြီးတော့ရာမတ်ကိုမှအဲတတိယနေ့မှာရှိတဲ့အသင်းကတော့ကျွန်တော်ဒါအင်တာမီလန်ပြန်နံပါတ်၄နေရာမှာအာဆင်နယ်နံပါတ်၅နေရာမှာရီယယ်မက်ဒရစ်နံပါတ်၆နေရာမှာတော့ဘရူရှာဒေါ်မွန်နံပါတ်၇နေရာမှာမန်ချက်စတာစီးတီးနဲ့နံပါတ်၈နေရာမှာတော့ ဒါ Newcastle အသင်းစသဖြင့်ပါနော်ကျွန်တော် top 8နေရာမှာဒါ PSG Bayern Munich Inter Milan Arsenal ဒါ Real Madrid Borussia Dortmund Man City Newcastle စသည်အသင်း7သင်းကဒါ top 8နေရာမှာရပ်တည်နေရလဲဖြစ်ပါတယ်အဲကြောင့်ဒါနံပါတ်6နေရာမှာယက်တီနေအတင်းရပါတော့ဒါနံပါတ်6ကနေ24ထိယက်တီနေအတင်းတွေကိုချက်ပြပြပေးသွားမှာဖြစ်ပြီးတော့နံပါတ်6မှာယက်တီနေရဲ့အတင်းကတော့ FC Barcelona အတင်းဖြစ်ပါတယ်နံပါတ်10မှာကတော့ဒါ လီဗာပူးအသင်း17မှာချဲလ်ဆီပြီးလို့ရှင်အဲ့ဒီနောက်မှာဗောနော်ကျွန်တော်စပိုတင်စီပီကွာရာဘတ်ဂလာတာဆာရီတော်တင်ဟော့စပါပီအက်စ်ဗီအတလန်ဒာမာဆေအက်တလက်တီကိုမက်ဒရစ်ကလပ်ဘူဂရေအက်တလက်တီကလပ်ပြီးပါဦးဖရန်ဘက်နာပိုလီအဲယူနီယံစိတ်ဆိုင်ဒီအသင်းတွေကဗောနော်ဒါနံပါတ်6ကနေပြီးတော့ဒါ ranking 24ထိဒါအတိအကျရက်တင်နေရလဲဖြစ်ပါတယ်။အဲကြောင့်ဒါအဆင့်25ကနေပြီးတော့အဆင့်36မှာရက်တင်နေတဲ့အသင်းတွေကိုကြည့်ရမယ်ဆိုတော့ဖြင့် Juventus, Porto, Clip, Monaco, Slavia Prague, Paphos, uh, Bayer Leverkusen, Villarreal Copenhagen uh, Olympiacos Kirat Almaty Benfica Athens IS ဒီအသင်းတွေကတော့အဆင့်25ကနေပြီးတော့အဆင့်36မှာအသီးသီးရည်တည်နေတဲ့အသင်းတွေလည်းဖြစ်ပါတယ်အကျုံးဒါထူးခြားမှုတစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်ဒါ top 8အသင်းတွေမှာပါဝင်နေတဲ့ PSG, Bayern Munich, Inter Milan, Arsenal, Real Madrid စသည်အသင်း၅အသင်း၅ပေါ့နော်ကျွန်တော်ဒါအခု league phase ၃ပွဲထိရှင်ပြိုင်ကစားပြီးတဲ့အချိန်မှာ သုံးပွဲစလုံးကိုယာနှုံးပြအနေရရှိထားပြီးတော့ဒါဂိုးကွာချာချောက်ဂိုးကွာချာချက်ချောက်လာပေါ့နော်ကျွန်တော်အဆင့်1 2 3 4 5 5 5ဖြစ်နေကြတာလည်းဖြစ်ပါတယ်ဒီအသင်း5သင်းပေါ့နော်ကျွန်တော်ဒါ PSG Bayern Munich Inter Milan Arsenal Real Madrid ဒီအသင်း5သင်းကတော့သူတို့ကစားထားတဲ့သုံးပွဲစလုံးကိုအနေရရှိထားတဲ့အသင်းတွေလည်းဖြစ်ပါတယ်ဒီအထဲမှာမှာပေါ့နော်ကျွန်တော်ဒါနည်းနည်းလေးထူးခြားမှုတစ်ခုရှိနေတာပါလဲဆိုလို့ရှိရင်ဒီ Leaf Face မှာကစားနေတဲ့ Inter Milan အသင်းနဲ့ Arsenal အသင်းပေါ့နော်ဒီ Inter Milan အသင်းနဲ့ Arsenal အသင်းကတော့လက်ရှိကစားထားတဲ့ပွဲစဉ်၃ပွဲစလုံးကိုလည်းအနိုင်ရရှိထားတဲ့အပြင်အဲ့ဒီ၃ပွဲစလုံးမှာ ပေးခုတကူမှပေးထားခံရခြင်းမရှိဘဲနဲ့ပေါ့နော်ဒါ၃ပွဲဆက်တိုင်း clean sheet ဆိုတဲ့ဒါမှတ်တမ်းကောင်းတစ်ခုကိုလည်းဒါပိုင်ဆိုင်ထားတဲ့အသင်းနှစ်သင်းလည်းဖြစ်ပါတယ်ကျန်တဲ့အသင်းတွေကတော့ဒါပေးခုကိုစီရှိထားကြတယ်ပေါ့နော်ဒီ Inter Milan အသင်းနဲ့ Arsenal အသင်းကပဲဒါပေးခုပေးထားရခြင်းမရှိရလေဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒါအခုဒီ ဒီပွဲစဉ်တွေဝမ်းတော့ကြောင့်ဒါပွဲစဉ်၃ပွဲအပြီးမှာဒါကိုသွင်းအများဆုံးကစားသမားတွေကိုကြည့်ကြမယ်ဆိုတော့ဖြင့်ကျွန်တော်တို့ဒါဘိုင်မင်းနစ်အသင်းရဲ့အင်္ဂလန်တိုက်စစ်ကစားသမား Harry Kane ကဒါ twin goal ၅ခုအဲသူနဲ့အတူပေါ့နော်ဒါကိုသွင်းအများဆုံးကစားသမားနေရာမှာယက်တီနေကစားသမားကတော့ Real Madrid အသင်းရဲ့ပြင်သစ် Superstar Kylian Mbappe ဒီ Harry Kane နဲ့ဒါ Kylian Mbappe တို့ကတော့ twin goal ၅ခုစီနဲ့ ဒီ Europa Champions League ပိုင်ပွဲကြီးရဲ့ဂိုးသစ်အများဆုံးကစားသမားတွေအဖြစ်အတည်လည်းရှိပြီးတော့အဲ့ဒီနောက်မှာတော့ Newcastle အသင်းရဲ့တောင်မှတိုက်ဆိုးသမား Anthony Gordon ပြီးလို့ရှိရင်ဒါအဲ Barcelona အသင်းရဲ့ဒါတိုက်ဆိုးကစားသမား Marcus Rashford ပြီးရင် Manchester City ရဲ့တိုက်ဆိုးသမား Erling Haaland ဒီကစားသမားတွေအတွင်းကို၄ကိုးစီနေပေါ့နော်ကျွန်တော်ဒုတိယနေရာမှာဒေဒီယက်တီနေပြီးတော့အဲ့ဒီနောက်မှာကျွန်တော် Gabriel Martinelli Arsenal အသင်းရပြီးရင် Harvey Barnes Newcastle အသင်းရ happily in the fabian lopez barcelona lotaro martinez side ကစားသမားတွေကတော့သွင်းကို3-0စီနေပေါ့နော်ကျွန်တော်အတီးတီးချက်တင်နေရလဲဖြစ်ပါတယ်ဆိုတော့အဲကျွန်တော်ဒါ opta ကနေပြီးတော့ပေါ့နော်ကျွန်တော်ဒါခံမှန်းပြီးထားတယ်ဒီနေ့2025 2026 Europa Champions League ပြိုင်ပွဲကြီးမှာ Champion ဖြစ်နိုင်ခြေရှိတဲ့အသင်းတွေကိုတစ်ချက်ကြည့်ရမယ်ဆိုရင်တော့ပြောမလို့ဒါနံပါတ်1နေမှာ နံပါတ်1နေရာမှာရက်တီနေတဲ့အသင်းကတော့အာဆင်နယ်အသင်းဖြစ်ပါတယ်။အာဆင်နယ်အသင်းကိုဒါအော့ပတာကနေပြီးတော့ချန်ပီယံဖြစ်နိုင်ခြေဒါ22သသမ25ရာခိုင်နှုန်းနဲ့ဒါဒီဥရောပချန်ပီယံစ်လိပိုင်ပွဲကြီးကိုပိုဆွဲနိုင်တဲ့ဒါချန်ပီယံအသင်းအဖြစ်ဒါရေပန်းစားနိုင်ခြေရှိတယ်ဆိုပြီးတော့ဒါအော့ပတာကခံမှန်းပေးထားတာဖြစ်ပြီးတော့အဲ့ဒီတောင်မှာလိုက်နေတဲ့အသင်းကတော့လက်ရှိချန်ပီယံ PSG အသင်းပဲဖြစ်ပါတယ်။ PSG အသင်းကို24သသမ16ရာခိုင်နှုန်းနဲ့ ့ opta ကဒါ champion ဖြစ်နိုင်ချေရှိတယ်။ဒါရေဘန်းအစားဆုံးဒုတိယအသင်းအဖြစ်ဒါသတ်မှတ်ပေးထားလဲဖြစ်တယ်။အဲဒီနောက်မှာနံပါတ်3နေရာမှာလိုက်နေတဲ့အသင်းကတော့ဒါ English အသင်းပဲဖြစ်တယ်။ဒါ Manchester City အသင်းဖြစ်ပြီးတော့17တသမာခွန်8ရာခိုင်နှုန်းနဲ့ဒါ champion ဖြစ်ဖို့ရေဘန်းအစားဆုံးနံပါတ်3နေရာမှာရည်တည်နေတဲ့အသင်းလည်းဖြစ်ပါတယ်။နံပါတ်4နေရာမှာရှိနေတဲ့အသင်းကတော့ဒါ Germany ရဲ့နော်ကျွန်တော်ဒါ German Blue လို့ခေါ်ကြတဲ့ Bayern Munich အသင်းပဲဖြစ်ပါတယ်။ ဘိုင်မြူနစ်အသင်းကို17.48ကိုင်းနှုန်းနဲ့အော့ပတာကချန်ပီယံဖြစ်နိုင်ခြေရှိတဲ့အသင်းနေရာမှာအဆင့်၄နေရာကိုသတ်မှတ်ပေးထားလည်းဖြစ်ပါတယ်။အဲဒီနောက်မှာကျွန်တော်တို့လစ်ပါဘူရီယယ်မက်ဒရစ်ဘာစီလိုနာချယ်လ်ဆီစိုက်ဒီအသင်းနေရာပေါ့နော်ဒါ၈ရာခိုင်နှုန်း၊၇ရာခိုင်နှုန်း၊၅ရာခိုင်နှုန်းဖြစ်ဖြစ်အတီးတီးဒါရက်တိနေရာလည်းဖြစ်ပါတယ်။ဆိုတော့ ဒီ Europa Champions ပြန်ဝဲကြီးကဗျဒါ League Face ကလည်းဒါ၃ပွဲပြီးဆုံးသွားပြီဒီကနေ့ညမှာဒါ၄ပွဲမြောက်ပြန်ပွဲတွေကိုဆက်လက်ရှိမယ်ကစားတော့မယ်ဆိုတော့ပရိသတ်တွေအမြင်အောင်ဘယ်လိုရှိကြရလဲဘယ်အသင်းတွေက Champion ဖြစ်နိုင်ရှိလဲကိုအားပေးတဲ့အသင်းတွေအောင် Champion ဖြစ်ဖို့လမ်းစာတွေမင်းရပြီလားအခြေအနေကောင်းနေလားဘယ်အသင်းကိုအားပေးလဲကျွန်တော်စဉ်းစား Arsenal အသင်းကိုအားပေးတာဖြစ်တဲ့အတွက် Arsenal အသင်းရဲ့အခြေအနေကအခုချိန်ထိအရင်ကောင်းနေရယ်เนาะကျွန်တော်ဒါအဲ၃ပွဲကစား၃ပွဲလုံးနိုင်နေပေကိုလည်းမရှိတာဘူး ဆိုတော့အာဆင်နယ်ကျွန်တော်အားပေးတဲ့အာဆင်နယ်တင်ရတော့အခြေအနေကောင်းနေတယ်တခြားအသင်းတွေရောလီဗာပူးကိုအားပေးတဲ့ပရိသတ်တွေရီယယ်မက်ဒရစ်ကိုအားပေးတဲ့ပရိသတ်တွေဘာစီလိုနာအသင်းကိုအားပေးတဲ့ပရိသတ်တွေအောင်ကိုတင်ရဲ့အခြေအနေကိုဘလို့ထင်မြင်သုံးသပ်ကြလဲဟမ်ဒီနေရာမှာတုံးကြဂျူဗင်တက်စ်တူဘန်ဖီကာဆိုလို့ရှိရင် ော်တော်လေးအချိန်မကောင်းနောက်တစ်စင်တက်ဖို့တော်တော်လေးရုန်းကန်ရမယ်နေထားမှာရှိရဲ IS solution တမမတော့မရသေးဘူးเนาะကျွန်တော်အဆင့်36နေရာမှာရက်တည်နေတဲ့ IS တမမမရသေးဘူးဆိုတော့တော်တော်လေးကိုရုန်းကန်ရမယ်နေထားမှာရှိဆိုတော့ပရိသတ်တွေအမြင်အောင်ဘယ်လိုရှိခဲ့ကြလဲကိုအားပေးတဲ့အသင်းတွေအောင် champion ဖြစ်နိုင်မယ်လို့ထင်လားဒါမှမဟုတ်ဘယ်အသင်းအောင်ဥရောပ Champions League ပြိုင်ပွဲကြီးကိုစုခူးသွားနိုင်မလို့ထင်လဲကိုယ့်ရဲ့ team ယူဆချက်တွေကို comment box မှာဝင်ရဆွေးနွေးပေးတော့မြတ်တရရခင်ရှယ်မယ်နောက်ထပ် video တွေမှာပြန်လည်ဆုံတွေ့ကြပါစို့